ပေါင်းတန်းနဲ့နောက်ခံလို့ heaven ကိုအခုလိုမျိုးမှတ်ချက်စကားပြောကြားလိုက်တဲ့ reunion ။ပြည်သူများလုံးမမိလားခင်ဗျာ။မဲကစားသမား reunion ကပေါင်းတန်းလောင်းနဲ့ပဲမဲရောအသိဉာဏ်ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့မဲကစားသမားတို့အပေါ်မှာကြီးကျယ်ပြောင်းဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ reunion ရဲ့ကြီးကျယ်မှုကိုခံခဲ့ရတဲ့ကစားသမားကတော့ယခုနှစ်ဇန်နဝါရီပြောင်းရွှေ့မှာပါ။အာဆင်နယ်ကနေမဲယူထံပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့နောက်ခံလို့ heaven ပဲဖြစ်ပါတယ်။ heaven ကစေကျော်တဲ့အရွယ်သားရှိတဲ့ပေမဲ့အတက်ရွယ်နဲ့မလိုက်ဖက်အောင်ဂျင်းမထားတဲ့စမ်းဆောင်ရည်ကောင်းတွေကိုပြသနေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အသက်၁၆နှစ်အရွယ်ပဲရှိသေးတဲ့ heaven ဟာအာဆင်နယ်ကနေမဲယူကိုခေါ်ယူလိုက်ချိန်ကလေးကအသင်းကြီးလူစင်းမှာဘက်ကကစားသမားဖြစ်အသုံးပြုသွားမ မယ်ဖြစ်ကြောင်းသူရဲ့ရည်ရွယ်ချက်ကိုထုတ်ဖော်ပြောဆိုထားခဲ့ပြီးဖြစ်ပါတယ်။မယူကဟေဗန်အတွက်ပြောင်းရွှေ့ခြင်းဖြင့်ပေါက်တန်းဝင်းကျင်သာကုန်ကြခဲ့ရပြီးဟေဗန်ဟာသူ့ကိုပေးခဲ့ရတဲ့ပြောင်းရွှေ့ခြင်းတဲ့အများကြီးပုံမတော်လုံးနဲ့စမ်းဆောင်ရည်မျိုးကိုပြသထားနိုင်ခဲ့တာပါ။ ဟေပန်ရဲ့အနေအထားဟေပန်ရဲ့အသက်အရွယ်လောက်နဲ့ဒီလောက်အထိစွမ်းဆောင်ပြကစားနိုင်နေမယ်လို့သူ့အနေနဲ့ထင်ထောင်ခြင်းမမထားကြောင်းရွန်နီကအားအသင့်စွာထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးရွန်နီကလက်ထဲဆိုတာဘောလုံးကလပ်အသင်းကြီးတစ်သင်းပါဒီလိုကလပ်မျိုးကကစားဖို့ဆိုတာကတော်ရုံဖီးအားတွေကိုခံနိုင်ရုံနဲ့မရပါဘူးအစားအသောက်ရအစိန်ကောင်းမှုကြီးမားလို့ပါတယ်အစီအပြေဖြစ်ခဲ့မယ်ဆိုရင်ဝေဖန်ပြောဆိုချောင်းနေကြတဲ့လက်ညိုးတွေဗဇက်တွေအများကြီးရှိပါတယ် ဟေဗန်ရဲ့အတက်ကခုမှ16နှစ်ပဲရှိသေးတာပါ။သူ့ရဲ့အတက်ရာသူ့ရဲ့တွေ့ကြုံကိုအားလုံးနဲ့အချမ်းမြေခံမှန်းထားကြပြီးသားဖြစ်မယ်ရှင်ပါရင်။သူကိုယ်တိုင်စီမှာတရားတွေရှိနေအောင်ရှိနေပါရင်။ဒါပေမဲ့အဲ့ဒီတရားတွေကိုသူကကောင်းကောင်းကြီးကင်တွေဖြေရှင်းပြနိုင်ခဲ့ပါရင်။စင်နာကစားသမားတွေတော့ပါကျုလို့မိတဲ့တဲ့အမာယုံအသေးခွဲလေးတွေလုံးဝမရှိအောင်ဂီယိုတိုက်ဆိုင်နေကစားပြခဲ့ပါရင်။ဒီတိုင်းနဲ့လည်းရှင်းရဲ့အခြေအနေနဲ့ဘိုးခန်းစင်မှုတယောက်ဖြစ်ဝင်စားရတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ဒါပေမဲ့သူကတကယ်ဝိုင်းရင်တပိုင်းကစားမကြီးတယောက်လိုမျိုးဖြစ်အောင်ကင်းကင်းကြီးကြီးနေနဲ့ကစားပြနေနိုင်ခဲ့ပါရင်။ ဒါကသူ့ကိုကြီးကျူးရမယ်အတွင်းရဲ့ကြီးကျယ်ဆုံးလှုပ်ဆောင်ချက်တွေပါပဲလို့ဟေဗန်ရဲ့စွမ်းဆောင်ရည်ပေါ်မှာကြီးကျူးပြောကြားသွားခဲ့ပါတယ်။ဟေဗန်ကသူ့ကိုပေးကစားခဲ့တဲ့ပွဲကစားချိန်မိနစ်တွေအတွင်းတင်းငိမ့်နဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပြီးဖီးအားကင်းကင်းနဲ့စိုးရိမ်ချောင်းချောင်းကိုကင်းကင်းနဲ့ကစားပြနိုင်ခဲ့တာကြောင့်ချိန်တော်အတွင်းမှာအီမော်ရင်ရဲ့ယုံကြည်မှုကိုတိမ့်ပိုက်နိုင်ခဲ့ကလူဆောင်ရည်စားခြင်းမှသည် ွဲထွက်ကစားခွင့်ရရှိလာခဲ့ပါတယ်။ပြီးခဲ့တဲ့ဆိုစီတန်နဲ့ယောဘာလေးပွဲ၊လက်စတာနဲ့ပရီးမီယာလေးပွဲစဉ်တွေမှာဟေဗန်ကမန်ယူအသင်းအတွက်နှစ်ပွဲဆက်လိုက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီးအင်မိုရင်စိန့်ဂျိုင်းပရိတ်သတ်စိန့်ဂျိုင်းကစားပြနိုင်ခဲ့ကလက်ခုပ်အတန်အနေနဲ့ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ဒါ့ပေမဲ့လက်စတာနဲ့ပွဲစဉ်မှာဟေဗန်ကလက်စတာတိုက်စစ်မှုကိုတားဆီးရင်ဒဏ်ရာရရှိသွားခဲ့ရပါတယ်။အသင်းရဲ့အချိန်တော်အတွင်းမှာအံဝင်နိုင်ခဲ့ပြီးကမှအခုလိုဒဏ်ရာပဒနာနဲ့စောစီစီကြုံလိုက်ရတာကြီးကတကယ်ကိုစိတ်ပျက်စရာကြီးပါ။အရှိချိန်မှာမယုံအသိရဲ့အဓိကစားမတချို့ဟာဒဏ်ရာကနေပြန်လာနိုင်ကြပြီဖြစ်ပါရင်ဘလို့ကိစ္စမျိုးမှာမဆိုအကောင်းရှိသလိုအစိုးရနဲ့ဒုံတွဲလည်းရှိနေပါတယ်။မယုံအသိရဲ့နောက်တန်းမှာ ဇာမရီရဲ့ဒဏ်ရာရရှိမှုကဒီနေ့တခြားပုံမဆိုးရွားလာနေပါတယ်။မာရီနက်ကိုဒဏ်ရာကြောင့်ဆုံးရှုံးခဲ့ရပြီးတဲ့နောက်ယူရိုကလည်းထပ်မံပြီးဒဏ်ရာရရှိခဲ့တာကြောင့်ဟေဘန်ကမီမိုရီရဲ့နောက်တန်း၃ရောက်ခံစစ်မှာပါဝင်ကစားဖို့ခွင့်ရရှိလာခဲ့တာပါ။ဒါပေမဲ့အခုဆိုရင်ဟေဘန်မှာဒဏ်ရာရရှိသွားခဲ့ပြန်ပြီဖြစ်လို့မီမိုရီအတွက်တော့အတော်လေးကိုအုံနောက်ချနေမယ်ဆိုတာသိကြပါရင်လက်ရှိအချိန်မှာဆိုရင်မန်ယူအသင်းရဲ့ဒဏ်ရာရကစားသမားတွေကစုစုပေါင်း၁၁ဦးထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ဒါကဘောလုံးအသင်းတင်းစားပမာဏလေးဖြစ်ပါရင်ဒီလိုကစားသမားတွေရရှိမှုတွေများပြားလာခြင်းဟာအီမော်ရင်ကိုလောကကံရပုံပေါ်ခက်ခဲကြက်တဲလာစီပါရင် ဟဲ့ပါလေအမြန်ပြန်လည်းဆက်တာလားဈေးဖို့စုပေါင်းလိုက်ရပါတယ်။အစုံနဲ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဖော်လို့တဲ့ရင်းကိုနေ့စဉ်ကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ Daily Sport Page လေးကိုလည်း Like and Follow လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။